ားလုံးမင်္ဂလာပါရှင် Daily News Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ချင်းပြည်နယ်ဟာခမျိုးမရေးစကန်းတွင်စစ်ကောမရှင်တက်ကဖမ်းဆီးထားသည့် CDF ဟာခနဲ့ CN ရဲ့အကျဉ်းသားများကို အထူးစစ်ရှင်ရေးတခုပေါ်ဆောင်ပြီးကထုံနိုင်ကြောင်း CDF ဟာခကယင်းနေ့အောက်တိုဘာလ16ရက်နေ့မှာကြေညာထားပါတယ်အောက်တိုဘာလ16ရက်နေ့မနက်နှစ်နာရီခွဲမှစတင်၍ CDF ဟာခစစ်ဦးစစ်ချုပ်နဲ့တက်မဟာလေး တမဟာမှုတို့ကိုယ်တိုင်ကြည်ကျွတ်ကြည်ကျက်ကွက်ကိမှုဖြင့်အထုမြင့်ရှင်တစ်ခုဖော်ဆောင်ကစီရဲဟာခတ်ဖွဲ့ဝင်များဟာခမျိုးမရဲ့စခန်းကိုစီနင်းတိုက်ခိုက်၍စီရဲဟာခရေးပေါ်သုံးဦးချင်းအမျိုးသားကကွယ်တမတော် CNA ရေးပေါ်နှုတ်ဦးတို့ကိုကိတ်ထုတ်နိုင်သည်ဟုသိရပါသည်အဆိုပါကိတ်ထုတ်ရဲ့အထုမြင့်ရှင်တွင်စစ်ကော်မရှင်တပ်ဖွဲ့ဝင်6ဦးကိုရှင်းလင်းနိုင်ပြီးချင်းတော်လိုင်းရေးရေးပေါ်အကျဉ်းသား5ဦးအပြင် အခြားအကျဉ်းသား10ဦးတို့ကိုလည်းကယ်ထုတ်နိုင်သည်ဟုသိရပါဗျ။ဟာခမျိုးမရဲ့စခန်းကို တနအီ ခွေချစီနင်းတိုက်ခိုက်မှုတွင်ချင့်တော်လိုက်ရေးတပွဲဝင်များသည်ထိခိုက်တရရရှိမှုမရှိပဲစစ်စင်ရေးကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တော်လဲတက်ဆုပ်ပြီးဆုံမှတ်နေရအရောက်တွင် မထင်မှတ်သောစစ်ကော်မရှင်တပ်မှជីတတောင်းထိမှန်၍စီရဖခရေးပေါ်တူအကြဆုံးနေဟုသိရပါရရှင် CDF ဟာခထိန်ချုပ်ထားသောဟာခမျိုးနေဗန်ဟာကြီးရွာရှိစာတင်ကျောင်း9အောက်တိုဘာလ23ရက်နေ့တွင်စစ်အုပ်စုကလေကြောင်းမှပုံကျဲတိုက်ခတ်ရာ၈နှစ်အရွယ်ကျောင်းသားတူဦးနဲ့၁၂နှစ်အရွယ်ကျောင်းသူတူဦးတို့တိုက်ဆုံပြီးဆရာဆရာမ9ဦးနဲ့ကျောင်းသားကျောင်းသူ16ဦးစုစုပေါင်း22ဦးထိခိုက်ဒဏ်ရာရရှိသည်ဟုသိရပါသည်ပကူတိုင်းလက်ပတန်းမျိုးနဲ့တရချောင်းကြီးရွာဖက်မှာစစ်ကြောင်းထိုးလာသောစစ်ကော်မရှင်တပ်ကိုစစ်ကြောင်းကိုဒေသ ဒွင်းတော်လှန်ရေးအင်အားစုများကအောက်တိုဘာ15ရက်နေ့နဲ့နေ့စဉ်တိုင်းခန့်ကကြပြတ်တိုက်ခိုက်ရာစစ်ကောင်စီတက်မစစ်ကောင်စစ်ကောင်ရှင်တက်စစ်ကောင်မရှင်တက်လက်အောက်ခံစကားဥသေးဆုံးပြီးစစ်နှူးအရှင်ဖန်စီရမိပြီးလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိမိသည်ဟု NGG MODPDF စီအောင်ချုပ်ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်မရှင်စစ်ကြောင်းကိုပြည်သူ့ကကွေးတက်မတော်အမှတ်နှစ်စစ်စင်ရေးနေမြေ ပကူးတိုင်းစစ်ဌာနဗျူဟာ၁၂နှစ်ကွက်ကိမှုဖြင့်အမှတ်383နှစ်တရင်အမှတ်383တရင်ရွှေရမ်းမြေပြည်သူ့ကကွေးတက်ဖွဲ့ဂလုံပြည်သူ့ကကွေးတက်ဖွဲ့ပူပေါင်းတက်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမနေ့ဖြန်အောက်တိုဘာလ18ရက်ညမှာချင်ပပြုလုပ်မယ် World Championship One Friday Night One Two Night ပြန် ွဲမှာချီလူငေဖိုက်တာဟလဲအုံခအောက်ချင်းလေဂျပန်ဖိုက်တာဟာယူယူကီဒါနီဆူရိုဒိုရှိပ်ဂျက်ထိုးသွားသွားမှာဖြစ်ပါတယ်ဂျပန်ဖိုက်တာကစားအတမဟာယူယူကီနနီတာဆူဟာဝမ်ချမ်ပီယံရှစ်မှာပြင်ပွဲပေါင်း၅ပွဲထိုးထပ်ပြီး၄ပွဲနိုင်တပွဲရှုံးဆိုရဲရလက်ပိုင်ဆိုင်ထားသူဖြစ်ဖြစ်အတွေ့အကြုံရှိကစားသမားလေးဖြစ်လို့ချီလူငယ်ဖိုက်တာဟလိန်အုံခအောက်ချင်းလေးအတွက်ခက်ခဲမဲ့ပွေစဉ်တစ်ခုဖြစ်ပါတယ် ချင်းလူငယ်ဖိုက်တာဟာလေးဥမ်ခါအောက်ချင်းလေးကတော့ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲမှာပထမဆုံးပွဲထွက်အနေနဲ့ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့ကဂျပန်နိုင်ငံသားဖိုက်တာနဲ့ရှင်ပြိုင်ခဲ့ပြီးရှုံးနိမ့်ထားပါတယ်။အသက်26နှစ်အရွယ်ရှိတဲ့ချင်းလူငယ်ဖိုက်တာမင်တတာဟာလေးဥမ်ခါအောက်ချင်းလေးဟာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဘီနေနဲ့တိုင်းလူဝဲချန်ပီယံဖြစ်ခဲ့မှုပြီးလူဝဲကျူတို့ဝူရှုဆန်းနေမှာလဲဆွေဆောင်ရအရေးအသွေးရှိကစားသမားဖြစ်ကလက်ရှိ1 championship ပြိုင်ပွဲမှာ professional fighter အဖြစ်ရောက်ရှိလာသူလည်းဖြစ်ပါတယ်။ ပကူးတိုင်းနဲ့ပတန်တိုက်ပွဲတွင်စစ်တပ်ဖက်မှ15ဦးသေဆုံးပြီး73ဗတ်12ဦးကိုလက်နက်ခင်းရမ်းနဲ့အတူဖမ်းဆီးရရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွေးဝင်ကြီးဌာနကယနေ့တရားဝင်သတင်းထုတ်ပြန်ပါတယ် အော်တိုဘာလ15ရက်နေ့နနက်10:00နာရီအချိန်လက်ပတန်းမြို့နယ်တရက်ချောင်းကျွော်ဘက်သို့မိချုပ်ဖြစ်စီရန်စစ်ကြောင်းထိုးလာသည့်အကြက်ဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကကွေတမတော်အမှတ်နှစ်စစ်စင်ရေးနေမြေပကူတိုင်းစစ်ဌာနဗျူဟာဆက်နှစ်နှစ်ကွက်ကိမှုဖြင့်အမှတ်383နှစ်တရင်အမှတ်383တရင်ရွှေရမ်းမြေပြည်သူ့ကကွေတပ်ဖွဲ့ဂလုံပြည်သူ့ကကွေတပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်အဆက်အကြက်ဖက်စစ်ကောင်စီစစ်တပ်ဘက်မှအထိအခိုက်များခဲ့ပြီး75ဦးထက်မနည်းတေဆုံးက စစ်သုံးပတ်အဖြစ်စစ်သား12ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ထို့ပြင်စစ်တပ်ဖက်မှလက်နက်အစုံစကိုလက် KMM နဲ့စစ်သုံးပတ်ပစ္စည်းများစွာကိုလည်းတင်းစေးနိုင်ခြေပြေ၎င်းတိုက်ပွဲအတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရေးပေါ်များအထူးအခိုက်မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။